တော့ရေရရေတပူကိုကျွန်တော်တို့1လီတာတပူကို၄ချက်ပေါ့နော်တို့ဒီ Euro Europe European ပတ်စံ၄ချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မြှောက်ရင်၄၅လေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine blend ကိုလည်း၄ချက်၃ချက်ဆိုတော့ wine နည်းနည်းလေးပိုတက်တာအဲ့တော့ wine ပဲတောင်းလိုက်ဆိုတော့ဆိုတော့အခုဆစ်ဇလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ ဘာမှမာရင်းနဲ့တို့စာအဲအဲ့ဒီဟာအဲသူတို့ကလာဒီမှာမြန်မာငပီးရရနန်းနေပါပြောမယ်သူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese အနံ့ကလည်းအဲသူ့နာလဲသူတို့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးစမ်းစမ်းနေစားရမြင်းသားတို့ပါလို့ပေါ့နော် cheese နံနံနံငပီးငငဟိတ်တွေဘယ်တော့ပိုကောင်းလဲငပီးပေါ့နော်နိုးစဲအိမ်မှာငပီးရအောင်စားရပါပေါ့မေယာ cheese ပဲစားရဆိုပြောပါဆို ဟုတ်တယ်ငပိပိုကြိုက်တာပေါ့ငပိပိုကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်လေနော်